ဲ့ကြိုဆိုပါရယ် NUG PP အုပ်စုရဲ့လက်အောက်ခံ PDF အဖွဲ့ပေါင်း300အနက်မြင်းညံခရိုင်မှာဆိုလို့ရှိရင်တက်ရင်၁၀ရင်းရှိပါတယ်မြင်းညံခရိုင်ကတက်ရင်၁၀ရင်းတွေကမှနထိုးကြီးစိုးအောင်ကတက်ရင်အမှတ်၄30ကိုဦးစီးပြီးတော့0ပျောက်ကြားသူပရစာတက်ကြီးကတော့တက်ရင်ခုံကိုဦးစီးပါတယ်စိုက်သာဘုံမိုက်ခဲဆိုတဲ့ PDF ကတော့မြင်းညံ Black Tiger နာမည်နဲ့တက်ရင်ကိုဦးစီးတာဖြစ်ပါတယ်ကြံတဲ့တက်ရင်တွေကတော့မြင်းညံတောင်သားနထိုးကြီးတဝိုက်မှာတနက်လေးပြလိုက် တိုက်ပွဲလေးပေါ်ဆောင်လိုက်အလှခံစားလိုက်နေဒူးနှဲ့နေကြတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။လက်ရှိတမန်စစ်ကြောင်းနေတဲ့ထိတိတိုက်ပွဲတွေမှာအများစုအထင်အနေရာကတော့ဘိုမိုက်ခဲမြင်းညံဘလက်တိုက်ကအဖွဲ့နဲ့နထိုးကြီးကစိုးအောင်အဖွဲ့ကြီးပဲဖြစ်ပါတယ်။ဂျီလူတော့ကြတက်ကြီးအဖွဲ့ကတော့ဇူလိုင်လပထမပတ်တည်းကတမန်စစ်ကြောင်းနေတဲ့ထိတွေ့ပြီးတော့မြင်းညံရဲ့မြောက်ဖက်ချမ်းကိုစောက်ခါထွက်ပြေးနေရပြီဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဂျီလူပြောက်ကြားကိုတက်ကြီးကကျမကြီးမကောင်းတဲ့အတွက်အကျိုးစီသွင်းနေရတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။လိုအပ်တဲ့စေဝါးတွေကိုတော့ဘီနမ်မှာရှိနေတဲ့ထောက်ပို့ရွာတွေကနေတဆင့် မြင်းညံကနေဝယ်ယူပြီးတော့စေကုတမှုခံယူနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့မြင်းညံတောင်တော်နယ်ထိုးကြီးတပိုင်းမှာစုတန်းတောင်းညင်းနေတဲ့ NUG ပြည်ပအုပ်စုရဲ့အတုံးကြခံ PDF အဖွဲ့တွေဘသူတွေထိခဲ့တည်ဆုံမှုများပြားနေတယ်လဲဆိုတဲ့အကြောင်းစက်တင်ဘာနောက်ဆုံးပတ်မှာတပ်မတော်ကနေမရှင်းလေးဆောင်ရွက်မှုတွေအတွင်ဘလောက်ထိထိခဲ့တည်ဆုံမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီးတော့အရက်ကူပါလူပိုင်းမှာပြွာကယ်ပါဖြစ်နေတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားသိနေရပါတယ် ဒါကတော့ငင်းကြံမှာရှိနေတဲ့ဒီငင်းကြံနှထိုးကြီးနှောင်းကွန်မှာရှိနေတဲ့ညောင်မင်သာဆံပြရွာကိုလည်းပြည်သူစစ်ဖြစ်တဲ့မတ်တီတော်ယုံမုံဦးဆောင်တဲ့အဖွဲ့တွေနဲ့ရဲကွန်မန်ဒိုအဖွဲ့တွေကပူးပေါင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့ပါတယ်။မနေ့ကမတ်တီတော်ယုံမုံတို့ပြန်လည်ထိန်းချုပ်လိုက်တဲ့ညောင်မင်သာရွာဆိုတာကငင်းကြံနဲ့နှထိုးကြီးလမ်းပေါ်မှာရှိနေတဲ့ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။20ရင်းနေကလေးကမတ်တီတော်ယုံမုံဦးဆောင်တဲ့စစ်ကြောင်းတွေကရောင်မင်သာဆံပြရွာကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်စစ်ကြောင်းတို့ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။မတ်တီတော်ယုံမုံရဲ့စစ်ကြောင်းကိုမြင်းညံခဲမှာရှိနေတဲ့တရင်ဆယ်ရင်းအနက် PDF အဖွဲ့၈ဖွဲ့ကအင်အားများတန်းနဲ့ဖိတ်ဆို့တိုက်ခိုက်ပြီးတော့ခုခံနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ Twitter တိုက်ပွဲမှာတော့မတိရယူမွန်နဲ့အဖွဲ့တွေနောက်ပုံရာရီပြန်လဲဆုတ်ပါလာရတာတွေရှိပေမဲ့မနေ့ကစက်တင်30ရက်နေ့နေ့လယ်7နာရီမှာတော့ညောင်မင်သာစံပြရွာကိုတမတော်ကပြန်လဲထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းနထိုးကြီးစိုးအောင်အဖွဲ့ပေါင်း18ရောက်ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့25ရက်နေ့က Twitter တိုက်ပွဲအတွင်းမှာလည်းနထိုးကြီးစိုးအောင်ရဲ့လက်အောက်ခံအသုံးချခံရွာသားတောသားအညာသား အယောက်30လောက်ထိခိုက်သေးဆုံးခဲ့ပြီးတော့30လောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကညောင်မင်းသားရွာရွာသိန်းတိုက်ပွဲမှာလည်းနထွေးကြီးစိုးအောင်ရဲ့အဖွဲ့တွေ20နီးပါးတည်ဆုံမှုတွေဖြစ်ခဲ့တယ်။အလောင်းလက်နက်တွေလည်းရရှိခဲ့တာရှိတယ်လို့ထိခိုက်တည်ဆုံမှုများစွာနဲ့တုံ့တွေးခဲ့ရပြီးတော့တိုက်ပွဲကွန်းနဲ့ဆုတ်ခွာသွားတဲ့အဖွဲ့တွေထဲမှာလည်းအတူအပြက်တွေအရေးပေါ်အခြေအနေရောက်ရှိပြီးတော့အရေးပေါ်စေဝါလိုအပ်ချက်နဲ့စေကူတမ်းမှုလိုအပ်ချက်သွေးလိုအပ်ချက်တွေနဲ့တည်လူမျိုးပါဖြစ်နေတဲ့အကြမ်းဖက်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ ။ဆိုတော့မနေ့ကအစင်မ30ရက်နေ့ကတော့တမတော်ရဲ့အောင်ပွဲတွေအများကြီးရှိတဲ့နေ့လို့ဆိုရမှာဖြစ်ပါတယ်။တောင်မဲမြို့ကိုလည်းတမတော်ကထင်းချုပ်ဖို့လက်ရကန်းကိုရောက်ရှိလာပြီးဖြစ်ပြီးတော့ပြင်းပြင်းနဲ့မှာဆိုရင်လည်းမြောက်ဝီရဲ့တောင်ပဲချမ်းက၄ကီကွန်နဲ့ဘေးပတ်ဝန်းကျင်ကရွာတွေကိုတမတော်ကနေပြီးရှင်းလင်းဆောင်ရွက်ပြီးအဓိကစီးစာကုန်ကြီးကို စုမထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အခုမြန်မာပြည်အလဲပိုင်းမြေလက်ဒေတာအညာဒေတာလို့ခေါ်တဲ့မြင်းညံတောင်သားနထိုးကြီးက PDF တွေရဲ့စုဖွဲ့နေရာတခုကိုလည်းထပ်မံပြီးတော့ထင်းချုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုထိန်းချုပ်နိုင်ခဲ့တာဖြစ်တဲ့အတွက်ပဲမြင်းညံနဲ့တိုးကြီးလမ်းကြောင်းမှာစက်ကြီးကိတ်တွေဖွင့်ပြီးတော့ပြည်သူလူထုကိုအနောက်ရှက်ပေးနေတဲ့နထိုးကြီးစိုးအောင်တခိုးစိုးအောင်လို့ခေါ်တဲ့အဖွဲ့တွေကတော့အများကြီးစုပ်ခွာထွက်ပြေးနေရပြီဖြစ်ပြီးတော့သေဆုံးမှုတွေနဲ့ကြုံတွေ့နေရတာပါဒီကုတဲလားဆိုတော့လည်းမဟုတ်သေးပါဘူးပြီးခဲ့တဲ့စက်တင်ဘာ28 28 29ကဝင်းညံနဲ့မှာတမတော်ကဒီမိတိလာတက်နယ်တကြောကနေနေမရှင်းကြီးတွေကိုဆောင်ရွက်ထားနိုင်ခဲ့တာရှိပါတယ်ညအောင်မြို့နယ်တွေကပြည်ရဲ့စကန်းကိုလည်းပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့မှာတင်းချုံနိုင်ခဲ့ပါတယ် အဲ့ဒီ PDF စကန်ဆိုတာကတော့6ပကံကြောင်လမ်းရဲ့အရှိတ်ဘက်မှာရှိနေတဲ့ကန်ဒီပေါက်ရွာပဲဖြစ်ပါတယ်။ကန်ဒီပေါက်ရွာဆိုတာကလမ်းမကြီးအပြင်ဘက်မှာရှိပါတယ်။ပြီးခဲ့တဲ့လအနေငယ်ကကန်းကာရွာမှာဒီကျေးရွာမှာအတန်မဆဲပထန်းပွဲပြုလုပ်ဖို့ဇီဝေးလုပ်နေတဲ့ရက်ရွာကြီးကဲတွေရမိရဖတွေတက်ခံခဲ့ရတဲ့ရွာရဲ့အရှိတ်ဘက်မှာရှိနေတဲ့ န်နီပေါက်ရွာဖြစ်ပါတယ်။အဲ့ဒီကန်နီပေါက်ရွာအနီးစုဖွဲ့လှုပ်ရှားနေတဲ့ PDF စကန်တစ်ခုကိုတက်မတော်ကနေမရှင်လေးဆောင်ရွက်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီ PDF စကန်ကိုထိန်းချုပ်ဆင်ပါလဲတက်မတော်ရဲ့နေမရှင်လေးမှုကြောင့် PDF 20ခန့်အခက်တည်ဆုံးခဲ့တာရှိပြီးတော့လက်နက်17လက်ရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ဆုတ်ခွာသွားတဲ့အဖွဲ့တွေကတော့ဒီကျောက်ဘောင်ပကံညာဦးလမ်းဘက်ကိုဆုတ်ခွာသွားတယ်လို့သိရပါတယ်။ တကယ်တော့ဒီပကံချောင်းတစ်ချောင်းမှာစုပ်ဖွဲ့လှုပ်ရှားနေတဲ့အဖွဲတွေကဒီပိုကနောက်ဆိုင်ထားတဲ့ကြောက်ဘရောင်း6ပကံချောင်းသုံးခုစုံနေတဲ့အလဲမှာရှိတဲ့နေရာမှာစုဖွဲ့နေကြတာဖြစ်ပါတယ်။တောင်စင်းရဲစခန်းရဲ့အနောက်ဘက်တယင်းတောင်ရဲ့အနောက်ဘက်မှာရှိနေတဲ့ခြေရွာတွေမှာလည်းစုဖွဲ့မှုတွေရှိနေပါတယ်။တည်င်းတွေလည်းရရှိထားပါတယ် တမရော်ကနေမရှင်လေးဆောင်ရွက်မှုတွေကလည်းသတင်းတွေပေါက်နေတာတွေရှိတဲ့အတွက် PDF တွေကတမရော်စစ်ကြောင်းတွေနေမရှင်လေးဆောင်ရွက်ခင်တရက်အလိုလောက်ပဲကသတင်းတွေရရှိတာတွေရှိတယ်။လက်ဖြတ်မနဲ့လို့စစ်ကြောင်းထိုးမယ်ဆိုရင်ညတွေက PDF တွေကယာယီစုတ်ခွာထွက်ပြေးတာတွေလည်းပြုလုပ်ခဲ့ပြီးတော့တမရော်စစ်ကြောင်းတွေပြန်လည်ထွက်ခွာရင်တော့သူတို့အခြေချထားတဲ့ရွာတွေကိုပြန်လည်ဝင်ရောက်နေထိုင်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒီလိုမျိုးသတင်းတွေတွေကမှဒီညောင်ဦးမြို့နယ်တွေက PDF စကန်တစ်ခုကိုထိန်းချုပ်နိုင်ခဲ့တာကအောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်ကဏီပေါက်ရွာဆိုတာကဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ရွာတွေကိုတော်တော်လေးအနောက်ရှက်ပေးနေတဲ့ PDF စကန်တစ်ခုလည်းဖြစ်ပါတယ်။ကဏီပေါက်ရွာကဒေသခံတွေကိုယ်တိုင်နဲ့ PDF တွေရဲ့စေမျိုးသားချင်းတွေသားသမီးတွေဦးလေးတွေအကိုတွေကိုယ်တိုင်ဖြစ်ပြီးတော့ဘေးပတ်ဝန်းကျင်ကရွာတွေကိုလည်းနိုင်တဲ့စီးနင်းပြုတ်နေတာဖြစ်ပါတယ်။ဒီရွာကိုလည်းတမတော်ကနေမရှင်လေးဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်။နောက်ထပ်အောင်မြင်မှုတစ်ခုကတော့နထိုးကြီးစိုးအောင်ရဲ့အဖွဲဖြစ်မလား။မြင်းညံတောင်သားနထိုးကြီးက PDF အဖွဲဘယ်အဖွဲရဲ့စကန်ဖြစ်တယ်လဲဆိုတာတော့တို့စုံစမ်းနေစေဖြစ်ပါတယ်။ ဒါကတော့နထိုးကြီးရဲ့အရှိတောင်ဘက်မှာရှိနေတဲ့ PDF စကန်တစ်ခုကိုတမတော်ကဆက်လက်ထိန်းချုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့နထိုးကြီးနဲ့မလိုင်လမ်းကြောင်းပေါ်မှာရှိနေတဲ့တောင်ဖီလာတိုးဝိုင်းတက်တော်ကိုအခြေပြုလို့ရှာနေတဲ့ PDF စကန်ကိုထပ်မံထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့နထိုးကြီးမလိုင်လမ်းပေါ်ကဒီကျောက်ဆွေကုန်းရွာရဲ့အရှိဘက်မှာရှိနေတဲ့တတိကုန်းရွာကိုတမတော်ကနေမရှင်လေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေမရှင်လေးဆောင်ရွက်မှုအတွင်းမှာလည်း PDF အကြမ်းဖက်သမား20နဲ့အလောင်းလက်နက်တွေရရှိခဲ့တယ်လို့သိရတယ်လို့အရှင်ဖန်းစင်းရမိတဲ့အရာတွေလည်းရှိတယ်လို့သိရပါတယ်။ အရင်ဖန်စီရမိတာတွေကိုတော့လိုအပ်တဲ့စစ်ဆင်မှုတွေပြုလုပ်ပြီးတော့သူတို့နဲ့ချိတ်ဆက်ထားတဲ့ PDF တွေရဲ့စုဖွဲ့နေရာတွေစခန်းတွေနဲ့ဒီငွေကြေးစစ်ဆင်မှုတွေလက်နက်ဝယ်ယူရတဲ့နဲ့ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကိုတက်မတော်ကဆက်လက်ထက်ချက်မကွာမိကိုကြွက်လျှောက်တောက်လျှောက်ဖော်ထုတ်စုံစမ်းစစ်ဆေးသွားဖို့လည်းရှိနေပါတယ်။ဒါကတော့ဒီမြင်းညံတောင်သားနထိုးကြီးတဝိုက်ကတက်မတော်ရဲ့နေမင်းရှင်းလင်းဆောင်ရွက်မှုတွေဖြစ်ပါတယ်။အဲဒီမှာမိတိလာတက်နဲ့မိစုဖွဲ့လှူရှားနေတဲ့ PDF တွေကိုဆက်လက်ပြီးနေမင်းရှင်းလင်းဆောင်ရွက်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။တကယ်တော့ပလောင်လက်နက်ကင်တပုံ TNL ရဲ့နောင်ချုံနဲ့တောင်ခမ်းတိုက်ပွဲတွေအတွင်းမှာကြောက်စဲ ဝန်တွင်းဒေတာမှာအခြေပြုလှူရှာနေတဲ့ကြောက်စက်နေကနေ PDF အဖွဲ့တွေကအများပြားအသုံးချခံနေတဲ့အသုံးတော်ခံခဲ့တာလည်းရှိပါတယ်။ဒါကတော့ကြောက်စက်ရဲ့အရှိပိုင်းမှာရှိတဲ့ရဲရွာရေအားလျက်စစ်ကဂျေလန်းကျောင်းကနေတဆင်တောင်ခန့်ရဲ့တောင်ဘက်မှာရှိနေတဲ့မဲဟုံပန်းမုံလမ်းထိပ်ကိုကူးပြီးတော့တောင်ခန့်တိုက်ပွဲကိုပလောင်တွေအတွက်ကူညီပြီးတော့ဆက်တိုက်ပေးခဲ့တဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။2024ခုနှစ်အောက်တိုဘာဒုတိယပတ်လောက်ကစပြီးတော့ထပ်မံအင်အားဖြစ်တင်ခဲ့တဲ့ကြောက်စက်နေကနေအဖွဲ့တွေဖြစ်ပါတယ်။ဒါပေမဲ့တောင်ခန်းကနေတမလော်က နောင်ချိုမြို့သိမ်းတဲ့ဘွဲကိုဆင်နွှဲတဲ့အချိန်မှာတော့အလဲလဲအပွဲပွဲနဲ့စုပ်ခွာထွက်ပြေးရတဲ့အပွဲတွေရှိတယ်။ဒီပြင်းလင်းနောင်ချိုလမ်းကြောင်းကနေလည်းစုပ်ခွာထွက်ပြေးရတာတွေရှိပြီးတော့အတွင်းထဲမှာရှိနေတဲ့ဆင်ဖြူလမ်းတွေကနေတဆင့်မေဟုံပံမူလမ်းကိုပြန်လည်ဝင်ရောက်ပြီးတော့ကြောက်စဲဝမ်းလွင်းဒေသကိုပြန်လည်ဝင်ရောက်လာကြတဲ့အကြံဖက်သမားတွေလည်းရှိပါတယ်။ဒီအကြံဖက်သမားတွေကိုလည်းတမတော်ကနေမြေကန်တက်ရင်တက်ဖွဲ့တွေဒေသခံပြည်သူတွေရဲ့သတင်းပေးဆောင်ရွက်မှုတွေနဲ့အကြံဖက်သမားတွေရဲ့စုဖွဲ့မှုတွေနေထိုင်နေရာတွေတွာလာနေတဲ့လမ်းကြောင်းတွေအားလုံးကိုတောက်လျှောက်ဆိုလိုဖြတ်တောက်ချိန်မုံတိုက်ခိုက်နိုင်တာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်းဝန်တွင်းမှာရှိနေတဲ့ PDF ခေါင်းဆောင်တယောက်ကိုအသေးဖြစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာရှိတယ်လို့အခုစက်တင်ဘာနောက်ဆုံးပတ်မှာပဲဝန်တွင်းမြို့ရဲ့မြောက်ဘက်မှာရှိနေတဲ့တင်း PDF တွေယာယီခိုအောင်နေတဲ့နေရာကိုနေမရှင်လေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အဲဒီအချိန်မှာတော့ဒီ PDF ၅ယောက်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးတော့ဒီ type 81တနက်တလဲ MA1 MA4 စတဲ့လက်နက်တွေအပါအဝင်တနက်9လက်နဲ့ကြီးစံများပြားကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဆိုတော့ဒီရဲ့ပိုင်းဒီလဘခရဲ့လောက်ခံတရင်တပ်ဖွဲ့ရဲ့လှုပ်ရှားမှုတွေကလည်းတော်တော်လေးအောင်မြင်မှုတွေရရှိနေတယ်။ အဲပြည်သူစစ်တပ်ဖွဲ့တွေနဲ့အတူနေမြေကန်တပ်ဖွဲ့တွေနဲ့အတူနောက်ထပ်အထူးရဲကွန်မန်ဒိုအဖွဲ့တွေကပါစစ်ကြောင်းထိုးချီတက်မှုတွေနေမြေရှင်းလင်းရေးတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီနထိုးကြီးမှာရှိနေတဲ့တတိကုန်းရွာကိုနေမြေရှင်းလင်းဆောင်ရွက်ခဲ့တာကတပ်မတော်စစ်ကြောင်းနေမဟုတ်ဘဲနဲ့ပြည်သူရဲအထူးရဲကွန်မန်ဒိုအဖွဲ့တွေကနေမြေရှင်းလင်းဆောင်ရွက်ခဲ့တာလို့သိရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ဇူလိုင်လ10ရက်နေ့ကမြင်းမြန်ဘလက်တိုက်ကကွန်ဆိုက်သာအညာသာပိုင်ဘုံမိုက်ခဲရဲ့အဖွဲ့ကိုတိုက်ခိုက်နိုင်ခဲ့တာကလည်းမက်တီရာယုံမွေရဲ့ပြည်သူစစ်တွေနဲ့အတူရဲကွန်မန်ဒိုအဖွဲ့တွေလည်းပါဝင်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့တက်မတော်ကရင်းညံမျိုးရဲ့အရှိတ်၄မိုင်၅မိုင်ပတ်ချလဲဒီကိုနေမီရှင်လေးဆောင်ရွက်ထားနိုင်ပြီဖြစ်ပါတယ်။ညောင်ဦးမြင်းညံလမ်းကြောင်းဦးကိုလည်းဆက်လက်ဆုံးမဖို့လိုပါတယ်။ဒါတွေကတော့တဖြည်းဖြည်းဆောင်ရွက်သွားရမယ့်ကိစ္စတွေဖြစ်ပါတယ်။တကယ်တော့မြန်မာပြည်အလဲပိုင်းဒီလက်ဒေတာမှာရှိနေတဲ့မြင်းကြံတောင်တန်းတို့ကြီးတဝိုက်ကအကြံဖက်သမားတွေကအနောက်ဘက်မှာရှိနေတဲ့ ARV မြစ်ကိုအကာအကွယ်ယူပြီးတော့ကုတန်သွားလာမှုတွေလည်းပြုလုပ်လျက်ရှိတယ် ပြီးခဲ့တဲ့ရက်ကမတိရယွမွန်နဲ့အဖွဲ့တွေနေမရှင်လေးဆောင်ရွက်တဲ့အချိန်မှာလည်းမြင်းညံဘလက်တိုက်ကကမိုက်ခဲနဲ့ဆိုးကြီးတို့အဖွဲ့တွေက AIR မြင်းရဲ့အနောက်ဖက်ကိုယာယီဆုတ်ကွာထွက်ပြေးတာတွေလည်းရှိနေပါတယ်။ဒါကြောင့်မလို့ဒီရေစကြိုပခုတ်ကိုပခန်းကြီးရဲ့တကြောကနေအရှိတ်ဘက်မှာရှိနေတဲ့မြင်းညံတောင်တာငတဲ့ရောက်မစွန်ဒီလမ်းကြောင်းတွေက AIR မြစ်ကိုအသုံးပြုပြီးတော့ကိုတန်သွားလာနေကြတာဖြစ်တဲ့အတွက်တမတော်အနေနဲ့မိတိလာတက်နေကနေပဲဖြစ်ဖြစ် ညောင်ဦးတက်နေကနေပဲဖြစ်ဖြစ်ပေယော်ရီမြစ်တကြောကိုစဉ်ဆက်မပြတ်ကင်းထောက်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ဒါကတော့ဆက်လက်ဆောင်ရွက်ရမယ့်အစီအမံတစ်ခုအနေနဲ့စဉ်းစားထားရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်။ဆိုတော့မြင်းကျန်တောင်တာနထိုးကြီးနဲ့ပတ်သက်ပြီးပြန်ပြီးတင်ဆက်ရရင်တော့နထိုးကြီးစိုးအောင်ရဲ့မြင်းကျန်ခရံတက်ရင်လေးနဲ့တစ်ဆယ်ကထိခိုက်သေဆုံးမှုတွေအမှန်တန်များနေပါတယ်။ဒီကနေ့အော်တိုဘာ15ရက်နေ့ညောင်မင်းသားတိုက်ပွဲအတွင်းမှာ15ရောက်တဲ့မင်းနဲ့သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့မနေ့အောက်တိုဘာ10ရက်နေ့မနေ့တည်ရရှိတဲ့မြေပြင်သတင်းတွေအရတော့နှစ်ထုတ်ကြီးစိုးအောင်ဘက်ကနေတည်ဆုံးသူ18ရောက်အထိရှိလာပြီဖြစ်ပြီးတော့အရေးပေါ်အခြေအနေနဲ့တည်လို့မျိုးပြားဖြစ်နေတဲ့အကြံဖက်သမား29ရောက်ရှိရလို့သိရပါတယ်။အရေးအတွက်တွေကတော့ကျွန်တော်တို့မြေပြင်နဲ့ချိတ်ဆက်ပြီးရရှိတာဖြစ်တဲ့အတွက်ဒီထက်လည်းတည်ဆုံးနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။တမတော်ကပေပေနေနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အကြံဖက်သမားတွေအဖွဲ့ပေါင်း10ဖွဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကိုမတိတော့ယူမုံဥဆောင်ပြီးတော့ဖြုတ်ခဲ့တာဖြစ်ပါတယ်။ ။ရောင်မင်းသားရွာကိုတင်းကျုံနိုင်ခဲ့ပြီဖြစ်တဲ့အတွက်မြင်းကြံတဲ့နထိုးကြီးလမ်းရဲ့တချို့တဝက်တွေကိုတမန်တော်ကစိုးမိုးထားနိုင်ပြီဖြစ်တယ်။ဒါပေမဲ့လည်းမြင်းကြံတောင်သာလမ်းပိုင်းတောင်လာနထိုးကြီးလမ်းပိုင်းမှာတော့အကျံဖက်တွေစုဖွဲ့နေစေဖြစ်ပါတယ်။အဲမှာတောင်သာနယ်ထဲမှာရှိနေတဲ့ရုံးမင်းကြီးဇရက်ကြီးတိုက်နယ်ကပတ်ဝန်းကျင်ရွာတွေကိုလည်းနေနေရှင်းလင်းဆောင်ရွက်ဖို့လိုပါတယ်။အကြံဖက်သမားတွေကဒီဘေးမှာရှိနေတဲ့မြင်းညံတောင်သာနယ်ရိုးကြီးတစ်ဝိုက်ကဆယ်တွေကိုအခြေပြုစုဖွဲ့လှုပ်ရှားနေတာလည်းရှိတယ်။နောက်ပြီးတော့ဒီပြင်စီလမ်းစုံရဲ့အနောက်ဘက်ကဇီတန်းဆယ်အနီးမှာဇီချောင်းဆယ်အနီးမှာလည်းအကြံဖက်သမားတွေစုဖွဲ့နေရတဲ့သတင်းတွေကျွန်တော်တို့ရရှိပါတယ်။ ဒါအပြင်အခုစုံပြီးစုပ်ပါလာတဲ့အဖွဲ့တွေကဇယက်ကြီးရုံးမင်ကြီးအနီးကတိုက်နေဆေးရုံတွေနဲ့ရွာတွေမှာစုဖွဲ့ပြီးတော့စေကူသားမှုတွေခံယူနေတယ်လို့သိရပါတယ်။အဓိကကတော့ဒီပတ်ဝန်းကျင်ကအဖွဲ့တွေနထိုးကြီးစိုးအောင်အဖွဲ့တွေအပါဝင်မေတီလာပါကပါဝမ်လွဲပါကပါကြောက်ပရောင်းမြစ်တာစတဲ့ဒီ PDF အဖွဲ့တွေတာမကနေပြီးတော့မှနေပြီးတော့ PDF လို့အမည်ခံထားတဲ့800 800 300ကအဖွဲ့တွေလည်းအခြေပြုလှုပ်ရှားနေတာရှိပါတယ်။စကမ်းချနေရာတွေရှိတယ်လို့နောက်တန်းဌာနချုပ်တွေအနေနဲ့အသုံးပြုနေတာတွေလည်းရှိတယ်။ရွာသားတွေနဲ့အတူဝင်ရောက်နေထိုင်ပြီးတော့တမန်ဆစ်ကျောင်းတွေကိုနှောက်ယှက်နေတာတွေလည်းရှိပါတယ်။ ဒါကတော့တောင်ပီလာကျွိုင်းတက်တော်ကိုအခြေပြုပြီးတော့ဘေးပတ်ဝန်းကျင်ကရွာတွေမှာစုဖွဲ့ရင်းနဲ့အင်အားဖြည့်တင်းတာတွေရှိတယ်တမတော်စစ်ကြောင်းတွေကိုနှောက်ယှက်တာတွေရှိတယ်လိုအပ်တဲ့လက်နက်ခရမ်းတွေတမကစေဘွားလိုအပ်ချက်တွေကိုလည်းဖြည့်တင်းနေတာတွေရှိပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့နထိုးကြီးစိုးအောင်အဖွဲ့တွေကလက်နက်တွေလည်းဆုံးရှုံးထားရတာရှိတယ်မြင်းညံ black tie ကအဖွဲ့တွေကလည်းလက်နက်တွေလည်းဆုံးရှုံးထားရတာရှိတယ်လူသားအရင်းမြင့်နေတဲ့လူသားအရင်းမြင့်နေတဲ့ပြန်တွက်ရင်လည်းအယောက်30ကျော်40တမကတရားနီးနီးထိနှစ်ဖွဲပေါင်းတည်ဆုံမှုတွေလည်းကြုံတွေ့နေရတာဖြစ်တဲ့အတွက် လက်ရှိမြင်းမြန်ဘလက်တိုက်ကအပွဲနဲ့နှစ်ထိုးကြီးတခိုးဆိုးအောင်အပွဲတွေမှာတော့တိုက်စိုးမှုတွေကအေဂျင်တွေမြင့်တက်နေတယ်တေလူမျိုးသားဖြစ်နေပြီးတော့နောက်ထပ်ညီမျိုးရအောင်မဲ့အလောင်းတွေကလည်းအစဉ်အမြဲစောင့်နေတာရှိပါတယ်ဒီထဲကနေမှသူတို့ရဲ့လက်နက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေတယ်ပလောင်လက်နက်ကင်တပုံ DNA အလီကလည်းအယူမိုင်းဖြစ်နေပြီဖြစ်ပါတယ်ကြောင်မဲကိုလက်လွတ်ပြီးတော့ထွက်ပြေးဆုံးရှုံးသွားရတဲ့အချိန်ပလောင်လက်နက်ကင်တပုံ DNA တွေကနိုင်ငံရေးအရာလူဝင်အားပေးတစ်ဖက်ကလက်နက်ပြန်ပေးမယ်ဆိုတဲ့သဘောတူညီချက်တွေရှိထားခဲ့တဲ့ဆိုတဲ့တင်းတွေကတော့အခုပြတ်သုံးသွားပြီလို့ဆိုရမှာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုရင်မြင်းညံတောင်တန်းနထိုးကြီးမှာရှိနေတဲ့ဇီရိုပျောက်ကြားသူ့ဘာယာကအသက်ကြီးနထိုးကြီးကတခိုးဆိုးအောင်နဲ့ကွန်ဆိုက်တာဘိန်းစားမိုက်ခဲတို့အဖွဲ့တွေကလက်နက်ခဲရန်လိုအပ်ချက်တွေပြီးခဲ့တဲ့လာနေငယ်ကလေးကရှိခဲ့တာပါ။ကိုမြင့်သောအညာမြင့်စစ်စင်ရေးဖန်တီးပြီးတော့ဝက်လူးနဲ့မိဘဝဉဏ်ကပြည်သူစစ်ရွာတွေကိုတိုက်ပွဲပြီးအလုကန်စားဖို့အခြေအနေတွေကိုပြုလုပ်ခဲ့တယ်။နောက်ပြီးတော့ဒီ franchise တွေ top ပို့တွေရဲ့အကူအညီတွေနဲ့ campaign တွေပြုလုပ်ပြီးတော့လက်နက်ခရင်ရရှိမှုတွေပြုလုပ်ခဲ့တယ်။ရရှိတဲ့အလုံငွေတွေကိုတတ်မှန်ပြီးတော့ဝယ်ယူဖြစ်တင်းမှုတွေပလောင်လက်နက်ကန်စပွန် DNLA က လက်နဲ့ခရင်ထောက်ပံ့မယ်ဆိုတဲ့ဂတိကဘောရှိခဲ့တယ်လို့လည်းသိရပါတယ်။ဂရီကဘောရဲ့နောက်ဆက်တွဲကတော့လိုအပ်တဲ့လူသားအရင်းမြစ်ကိုပလောင်လက်နက်ကိုင်သဘောင် DNA ဘက်ကနေစစ်ကိုတိုက်ပေးရမယ်။လက်နဲ့ခရင်ကိုတော့ပလောင်လက်နက်ကိုင်သဘောင် DNA ကဖြည့်ဆည်းပေးမယ်ဆိုတဲ့သဘောတူညီချက်တွေပါ။ဒါပေမဲ့ဒါတွေအားလုံးကတော့လေထဲမှာတိုက်အိမ်ဆောက်တယ်လို့တဲတဲ့ရှည်သွန်ဖြစ်သွားပြီဖြစ်ပါတယ်။ပလောင်လက်နက်ကင်တဘုံကိုတိုင်းမျိုးတုံးပြီးတော့အင်အားပြုံးတည်နေတဲ့စစ်ရှုံးနေပြီဖြစ်တဲ့အတွက်အညာသားတွေလိုအပ်နေတဲ့လက်နက်ကင်ထောက်ဖို့မပေးနိုင်တော့ဘူးဖြစ်ပါတယ် ဒါအပြင်မန္တလေးကနေကြောက်ရုံမိထီလာအမြန်လန်းလမ်းဟောင်းကိုလမ်းတွေပေါ်တဲ့ကျော်လုံးကိုတက်မတော်ကဖြတ်တော့ပိတ်ဆို့ကိုဆောင်ရွက်နေပြီဖြစ်ပြီးတော့ဒီထက်ပိုပြီးတော့လည်းအင်တိုင်းအားလိုက်ဆောင်ရွက်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်ရှမ်းပြည်ကနေဆင်းလာတဲ့ PDF အဖွဲ့တွေအသုံးတော်ခံပြီးတော့ငိုင်းငတ်ပြက်ပြက်နဲ့ပြန်ဝင်လာတဲ့အဖွဲ့တွေကဒီမြင်းညံတောင်သာနတို့ကြီးတဝိုင်းမှာယာယီခိုအောင်မှုစုဖွဲ့ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားသိရပါတယ်။ပလောင်လက်နက်ကန်တပုံ DNLC မှာအသုံးတော်ခံစစ်ပညာသင်ပြီးတော့လက်နက်ခရံယူပြီးဆင်းလာဖို့အတွက်စီမံထားကြပေမဲ့ စစ်ရှုံးပြီးတော့အလဲလဲအကွဲအကွဲအငန်းငန်အပြက်ပြက်နဲ့ကြောက်ဆယ်လွင်မြင်ကနေတဆင်အမြန်လန်းတဲ့လမ်းဟောင်းကိုဖြတ်ပြီးတော့မြင်းညံတောင်းတာနှစ်ထိုးကြီးတဝိုက်ကိုပြန်လဲစုဖွဲ့ကိုပြုတ်လုံနေတာရှိပါတယ်။အေကန်တရင်တပ်ဖွဲ့တွေအနေနဲ့နေမြေကန်သတင်းပေးတွေနဲ့ပူးပေါင်းပြီးတော့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့မှုတွာလာမှုဆက်သွယ်ရေးလမ်းကြောင်းတွေကိုဒီထက်ပို့ပြီးတော့အချိန်မီဖန်စီရေးယူချိန်မုံတိုက်ဖြတ်သွားဖို့လည်းလိုအပ်နေပြီဖြစ်ပါတယ်။ပြောရရင်တော့မြင်းကြံတောင်းတာနှစ်ထိုးကြီးတဝိုက်ကအညာကတော်သားတွေရဲ့နေဝင်ချိန်ရောက်လာပြီဖြစ်ပါတယ်။ဒီနေရာမှာတမရော်ရဲ့နေမြေရှင်းလင်းဆောင်ရွက်မှုတွေမှာ priority ဆင်ပြီးတော့ဆောင်ရွက်နေတာရှိပါတယ်။ အဓိကဆောင်ရွက်ရမယ့်နေရာတွေပထမဦးစားပေးဒုတိယဦးစားပေးတတိယဦးစားပေးအနေနဲ့ဆောင်ရွက်နေတာရှိပါတယ်။ဒီပထမဦးစားပေးဒုတိယဦးစားပေးတတိယဦးစားပေးတွေကတော့တိုင်းရင်းသားလက်နက်ကအမြင်ခံထားတဲ့ EU အဖွဲ့တွေ ဖြစ်ပြီးတော့နောက်ထပ်တစ်ဆင့်ချင်းနောက်ဆုံးအဆင့်အနေနဲ့ရှင်းလင်းရမှာကတော့ NUG PP အုပ်စုရဲ့အသုံးတော်ခံတစ်ခါအသုံး PDF တွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခုဒီကချင်လက်နက်ကိုင်တပုံ KIA လည်းထိနာနေပြီဖြစ်တဲ့ပြင်လက်နက်ကိုင်တပုံ KNU လည်းထိနာနေပြီဖြစ်တယ်လို့ပလောင်လက်နက်ကိုင်တပုံ TNL လည်းဆစ်ရှုံးပြီးတော့လဲလဲအကွက်ကွက်နဲ့ဒေလူမျိုးပါ အထိနာနေပြီဖြစ်တယ်။ရခိုင်လမ်းနောက်ကိုင်းတပုံး A အနေနဲ့လည်းအရှိကတမတော်ရဲ့စစ်ကြောင်းတွေနဲ့နေရှင်လင်းရေးထိတ်တိုက်သွင်းမှုတွေနဲ့ရှိနေတယ်လို့အနောက်မှာလည်းအာစာအဖွဲ့ကနောက်ကနေနောက်ဘိုးတိတ်တာတွေနဲ့လည်းကြုံတွေ့နေရပါတယ်။ကြောက်ဖြူနဲ့စစ်တွေတိုက်ပွဲမှာလည်းအထိနာပြီးတော့ကြောက်ဖြူမှာအလဲလဲကွဲကွဲဖြစ်နေပြီးအင်အားထောင်ယူဆုံးရှုံးနေရတဲ့ရခိုင်လမ်းနောက်ကိုင်းတပုံး AA ကပြန်လမ်းမိုင်းကထုတွေတိုက်ပွဲတွေအတွင်းမှာလည်းအမဲ့ချွေကြွေခံနေရပြီဖြစ်တဲ့အတွက်ရခိုင်လမ်းနောက်ကိုင်းတပုံး AA ရဲ့အကူအညီကိုရယူဖို့မျှော်မှန်းနေတဲ့မြင်းညံတောင်သားနှထိုးကြီးနောက်ပြီးတော့ ARM ရဲ့အနောက်ဘက်မှာရှိနေတဲ့ကြောက်ထုရောစော့ကန်ကော့ အဲဒီကနေတဆင်းမြိုင်ပခုတ်ကူတကြောက PDF တွေအနေနဲ့လည်းနှိမ့်ချပို့ပြီးတော့မျောလင်းစရာတွေမရှိတော့ဖြစ်ပါတယ်။မကြခင်နေဝင်ချင်းကိုရောက်တော့မှဖြစ်တဲ့အညာက PDF တွေ NUGPP အုပ်စုရဲ့အတုံးချခင် PDF တွေဆိုတာကတကယ်ကိုအကိုင်းခက်လေးတွေဖြစ်ပါတယ်။ ပင်စည်ကြီးကိုဖြတ်တောက်နိုင်ရင်အကိုင်းခက်တွေကတည်ဆုံးမှဖြစ်တဲ့အတွက်အေးကိုအမိခံတိုင်းရင်းသားလက်နက်ကအမိခံတစ္ဆပ်ပေါင်းအဖွဲ့တွေကိုဦးစားပေးရှင်းလင်းရမှာဖြစ်ပါတယ်။အရှိချိန်တော့ကချင်လက်နက်ကိုင်တပုံနဲ့အယူမီဝိုင်းဖြစ်နေပြီးပလောင်လက်နက်ကိုင်တပုံနဲ့အရှုံးတွေနဲ့လဲလဲကွက်ကွက်ဖြစ်နေပြီးကရင်လက်နက်ကိုင်တပုံကလည်းအချင်းချင်းပတ်တိုက်မှုတွေနဲ့အတူအကျိုးစီးပွားတွေမှာကိုအမိကိုနင်းထားစေဖြစ်ပြီးတော့ရခိုင်လက်နက်ကိုင်တပုံအေအေကလည်းချင်းနေတဲ့ပလက်ဝကကလက်ဒန်စီမန်ဂိမ်းကိုလူရင်းနဲ့အလုပ်တွေရှုပ်နေကြတဲ့ဖြစ်ပြီးတော့အာစာရဲ့တောင်ပိုးတိတ်မှုမှာရုံတောင်ပြေးခွင်းမြောက်လိုက်ဖြစ်နေရတဲ့အခြေအနေဖြစ်ပါတယ် ဆိုတော့အမိမဲ့သားရင်းနှင်းကဖြစ်နေတဲ့အညာသားဇကိုင်းမကွေးမန္တလေးက PDF တွေကတော့တကယ်ကိုကန့်ဆိုးမှုတွေကြားရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ဆက်လက်ပြီးလက်တမတော်ကနေမြရှင်းလေးဆောင်ရွက်သွားဖို့ရှိပါတယ်။ဒီထက်ပိုပြီးတော့ဆိုရင်စရာကောင်းပြီးတော့အိမ်မက်ဆိုးတွေဖြစ်လာမှာကတော့လမော်စခခ27ရဲ့တမမှုကလဘခတိုင်းမှုဖြစ်သွားပြီးတဲ့နောက်လဘခလက်အောက်ခံတရင်တပ်ဖွဲ့တွေရဲ့ထိုးစစ်တွေနဲ့နေမြရှင်းလေးတွေကတိထက်ပိုပြီးတော့နေမြဆိုင်ဆိုင်ကြုံတွေ့လာရအောင်မှာဖြစ်ပါတယ်။ ။မမော်မှာကချင်လက်နက်ကိုင်တပုံ KIA အပါအဝင် NUG ရဲ့ပြည်ပြည်အုပ်စုအသုံးချကန် PDF အဖွဲ့ပေါင်းထောင်ချီပြီးတော့သေဆုံးမှုတွေဖြစ်အောင်တံမြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တဲ့အခါမှုကတိုင်းမှုဖြစ်လာပြီးတဲ့နောက်မှာတော့အကြမ်းဖက်တွေအတွက်နောက်ထပ်အိမ်မက်ဆိုးလို့ပဲကျွန်တော်တို့တတ်မှတ်ရမှာဖြစ်ပါတယ်။ဒါတော့လက်ရှိဒီမြန်မာနိုင်ငံအလဲပိုင်းငင်းညံတောင်သာနထိုးကြီးပကံညောင်ဦးကျော်ပရောင်းလမ်းမိုင်းမှာစိုးမိုးပြီးတော့တောင်းကျမ်းနေတဲ့အဖွဲ့တွေကိုတမတော်ကနေမရှင်လေးဆောင်ရွက်ခဲ့တဲ့တဲ့ရင်ကိုစပေါင်ဆာတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အခုစက်တင်ဘာနောက်ဆုံးပတ်စက်တင်ဘာနောက်ဆုံးပတ်ဆိုတာတော့မှစက်တင်ဘာ26 29 28 29တိုးရ4ရက်တာကာလအတွင်းမှာတင် ထိခိုက်တိုက်စုံးမှုတွေအများကြီးဖြစ်အောင်နေမရှင်းနေဆောင်ရွက်နိုင်ခဲ့တယ်။ပကံညောင်မူထဲမှာရှိနေတဲ့ PDF စကန်မြင်းညံမှာရှိနေတဲ့ PDF စကန်နထိုးရင်းမှာရှိနေတဲ့ PDF စကန်နဲ့ဝမ်းထဲမှာရှိနေတဲ့ PDF တွေစုဖွဲ့နေရာတွေကိုနေမရှင်းလေးဆောင်ရွက်နိုင်ခဲ့တာတွေကတစ်ချိန်လုံးငြိမ်သက်နေခဲ့တဲ့မြင်းညံတောင်တာနထိုးကြီးရဲ့အောင်မြင်မှုတွေလို့ဆိုရမှာဖြစ်ပါတယ် ဒီလိုအညာဒေတာတွေဆိုတာကအမြန်ထိုးစစ်ဆင်လို့အကောင်ဆုံးဖြစ်တယ်ဒီလိုအညာဒေတာတွေဆိုတာကမြေပြင်တပ်ဖွဲ့တွေနဲ့ drone တွေကင်းထောက်မှုတွေဂိုင်ရိုကော်ပတာတွေဂျိုင်ရိုကော်ပတာတွေနဲ့ခြေလင်တပ်တန်ရက်ကတပ်တွေနဲ့အမြန်နည်းမြရှင်းလင်းလို့အကောင်ဆုံးဒေတာတွေဖြစ်ပါတယ်မုံနိုင်ဘက်မှာစည်ရေးလေးချင်းမှုပြုလုပ်ခဲ့တဲ့တန်ရက်ကရင်တွေနဲ့ပူပေါင်းစစ်ဆင်မှုကိုငင်းညံတောင်းတာနထိုးကြီးတဝိုက်က PDF တွေကိုနည်းမြရှင်းလင်းဆောင်ရွက်ရင်းနဲ့သစ်ပူလေးချင်းကလှုပ်လိုက်မယ်ဆိုရင်တော်တော်ကြီးကိုကြည့်လို့ကောင်းမဲ့ပွဲတော်ပွဲဖြစ်လာမှာဖြစ်ပါတယ် ။ဒါကြောင့်မလို့ညဉ့်ညံတောင်းတာနဲ့ထိုးကြီးတဝိုက်က PDF တွေကတော့စိုးစိုးရွာရွာကြုံတွေ့ရမယ့်အခြေအနေတွေကိုညှော်မှန်းမှတ်ဆထားဖို့လိုပါတယ်။သွေးလိုအပ်မှုတွေနဲ့ဆေးဝါးလိုအပ်ချက်မြင့်တက်နေတာတွေကိုလည်းတက်မော့ကဖြတ်တောက်ထားနိုင်ဖို့လိုပါတယ်။တဖက်ကျမတမာရဲ့အလောစီကိုဖြတ်တော့ထားနိုင်ရင်တိုက်ပွဲရဲ့တဝက်လောက်အောင်မြင်နေပြီလို့ဆိုရမှာဖြစ်တဲ့အတွက်တမရော်နဲ့နေမီကန်ပြည်သူစစ်တွေနေမီကန်ပြည်သူလူထုတွေအကျမတမာတွေကိုထောက်ခံအားပေးမှုမရှိတဲ့ ပြည်သူစစ်စစ်တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့မြင်းမြန်တောင်တန်းထုတ်ကြည့်တဲ့ဘက်က PDF တွေကိုဆက်လက်မြို့တွန်းအောင်တိုက်ထုတ်ချေမှုန်းသွားမှာပဲဖြစ်ပါတယ်ဒါကတော့မြင်းညံတော်သားနဲ့ထိုးကြီးတဝိုက်ကသတင်းလေးကိုဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တောင်မင်းနဲ့ပတ်သက်တဲ့သတင်းလေးကိုလည်းထပ်မံဖြည့်ဆွက်ပြီးတင်ဆက်ပေးချင်ပါတယ်။ဒီနေ့အောက်တိုဘာ၁ရက်နေ့မှာပဲတမတော်စစ်ကြောင်းတွေကတောင်မင်းမြို့ထဲမှာရှိနေတဲ့ပလောင်လက်နက်ကန်သဘောစုဖွဲ့ကိုအောင်းနေရာတွေကိုတဆင်ချင်းတစ်ဖွဲ့ချင်းတနေရာစီ Mission Alive နေမရှင်လေးဆောင်ရွက်နေပြီဖြစ်ပါတယ်။ အင်အားအလုံးရင်းနဲ့စုတ်ခွာသွားကြတဲ့ PDF တွေရှိတယ်လို့စေကွဲပြီးတော့မထနိုင်မင်းနဲ့ PDF တွေလည်းရှိတယ်လို့သိရပါတယ်။ဒါကတော့အကျံဖက်သမားတွေကတချင်မဟုတ်တဲ့ချိန်တေးမှဖြစ်တဲ့အတွက်အထူးတွေတော့မဟုတ်တော့ဖြစ်ပါတယ်။ဒီနေရာမှာအဓိကတင်ဆက်ပေးချင်တာကတော့မနေ့ကပလောင်လက်နက်ကင်တပုံ TNL တွေရေရွယ်ချက်ရှိရှိနဲ့မင်းရှုပ်ဖြက်စီးသွားတဲ့တောင်မင်းမျိုးကအကြောင်းဖြစ်ပါတယ်။ တနေ့လေလုံးမီးလောင်ထားတာဖြစ်တဲ့အတွက်အများကြီးထိခိုက်မှုတွေကြုံတွေ့ခဲ့တယ်လို့သိရပေမဲ့ညနေပိုင်းမှာတော့မိုးသီးထန်စွာရွာသွန်းမှုတွေကြောင့်မီးငြိမ်သက်သွားတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လည်းရေအကျက်ရှိရှိနဲ့လောင်စာတွေပုံပြီးတော့မီးရှို့ထားတာဖြစ်တဲ့အတွက်ရုံးတွေစာတင်ကျောင်းတွေတာသနီကအဆောက်ပုံကြီးကျောင်းတွေကတော့ထိခိုက်ပျက်စီးမှုများတယ်လို့လည်းသိရပါတယ်။ဒါကတော့ကျောင်းမဲမျိုးနဲ့ပတ်သက်တဲ့သတင်းလေးဖြစ်ပါတယ်။အဲကစက်တင်ဘာ30ရက်နေ့အထိကျောင်းမဲမျိုးရဲ့ပတ်ချလဲမှာတက်မတော်ဆက်ကျောင်းတွေကဖြန့်ကျက်ပြီးတော့အကြံဖက်သမားတွေကိုချိန်ချောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဆုတ်ခွာသွားရလမ်းတွေကိုလည်းဆက်လက်ပြီးထက်ကြက်မကွာလိုက်လံရှင်းလင်းနေမယ်လို့ယူဆရပြီးတော့မြန်မာရှမ်းတွေကိုစီလုံးကြပါလို့ကျွန်တော်ထပ်မံပြီးတော့မြေတားရက်ခံခြင်းပါတယ်။ကြောင်မဲ့ပြီးရင်တီဘောလာမှာဖြစ်ပါတယ်။ဒါကြောင့်တီဘောမျိုးကြီးကိုလည်းအတီလိုမျိုးမိရှုဖြက်စီးမခံရခင်တီဘောဒေသခံတွေအနေနဲ့တမရော်နဲ့နေမြေကတရင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ပလောင်တွေရှိတဲ့နေရာကိုသတင်းပေးကြပါတီဘောဆိုတာကရှမ်းတွေရဲ့အဓိကဘူမိနက်တန်လို့ဆိုရမှာဖြစ်တယ်။တကယ်ကိုအထင်ကြီးရှိတဲ့တီဘောဟော်နန်ကြီးကိုမင်းရှုဖြက်စီးခံနိုင်သလားဆိုတာကိုကိုယ့်ဘက်ကိုစဉ်းစားဖို့လိုပါတယ်။ ဒါကြောင့်တောင်မဲမှာရှိနေတဲ့ရှမ်းလူမျိုးတွေတောင်မဲမှာရှိနေတဲ့ဒေသခံပြည်သူလူထုတွေအနေနဲ့ကိုယ့်ရဲ့ရက်ရွာကိုယ့်ရဲ့မြို့မီးလောင်ပြားကျသွားတာတွေမဖြစ်ဖို့မပြည့်စည်သွားဖို့အတွက်ပလောင်လက်နက်ကင်တပုံ DNA လေးကိုမောင်းထုတ်ပါမောင်းထုတ်နိုင်တဲ့အင်အားမရှိဘူးဆိုရင်ပလောင်တွေစုဖွဲ့နေတဲ့နေရာတွေလှုပ်ရှားမှုမှန်သမျှကိုနှိမ့်စင်တဲ့အမြတ်တည်င်းပေးဖို့လိုပါတယ်ကိုယ့်ရဲ့ကိုယ့်ရွာကိုအထူးကအပြတ်ဆုံးနေအောင်ကာကွယ်ရမယ်နိုင်ငံသားတရားဒေသခံတရားဇာတိချက်ကျွေမွေးရမျိုးကိုအလှဆုံးဖြစ်အောင်ဆောင်ရွက်ရမယ်တာဝန်တွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပလောင်လက်နက်ကင်တပုံ DNA လေးက ကြောင်မဲကနေစိတ်ရှုံးသွားတဲ့အဖွဲအားလုံးကဒီဘောမှာလည်းဝင်ရောက်လာတာတွေရှိတယ်။ကြောင်ဒီဘောကိုလည်းတမ်မတော်ကထပ်ပြီးနေပြီးရှင်လင်းမှာဖြစ်တဲ့အတွက်ဒီဘောကနေစိတ်ရှုံးတဲ့ပလောင်လက်နက်ကန်တပုံ TNL နဲ့ထွန်းထွန်းနိုင်ဥဆောင်နဲ့ဒနုလက်နက်ကန်အဖွဲ TPL ကထပ်ပြီးတော့ဆုတ်ခွာရမှာဖြစ်တယ်။ဒီဘောမှာတထောင်နာပြီးတော့နန်ဆန်ထိဆုတ်ခွာသွားကြပါလိမ့်မယ်။ဒီလိုမျိုးမဆုတ်ခွာခင်ဒီဘောမျိုးကိုထပ်မံဖြတ်စည်းရတယ်မပြုတ်လို့ဖို့အတွက်ပလောင်တွေရဲ့ထွက်ပေါက်တွေပလောင်တွေရဲ့အသက်ရှူပေါက်တွေကိုပူပေါင်းပြီးတော့တရင်ပေးဖို့အကြပါတော့လဲထပ်မံမြေတားရက်ခံကြပါတယ်။ကျွန်တော်တို့ရှမ်းတွေအားလုံး စီလုံးကြဖို့လိုပါပြီပလောင်အကျံဘက်တမားတွေကိုပလောင်လက်နက်ကန်တမုံ TNL ရဲ့အကျံဘက်ဝါလာကိုကျွန်တော်တို့အပေးတံတိုက်ဖြတ်သွားဖို့လိုပါတယ်ဒေသခံပြည်သူလူထုတွေရဲ့အမွေအနှစ်တွေဒေသခံရှမ်းတိုင်းရင်းသားတွေရဲ့ရိုးရာဓလေ့တွေအလုံးကိုဖျက်ဆီးနေတဲ့ပလောင်လက်နက်ကန်တမုံ TNL တွေကိုဒီတစ်ချိန်မှမဖျက်ဆီးနိုင်အချိန်မှမချိန်မုန်းနိုင်ရင်နောက်ထပ်တစ်ချိန်အင်အားတောင့်တင်းလာတဲ့အချိန်ရှမ်းတွေရဲ့ဇာတိချက်ကျွေမြေရမြေရှမ်းတွေရဲ့အဓိကနေရာတွေရှမ်းတွေရဲ့ဓလေ့ထုံတန်းတွေကိုထပ်မံပြီးတော့ဖျက်ဆီးတာတွေပြုလုပ်ပါလိမ့်မယ်တာရကောတွေလည်းရှိခဲ့ပူပါတယ်ဒါတွေကိုမိမ့်မသွားဖို့လိုပါတယ် မြို့ဝင်မှာရှိနေတဲ့ကျိုးစိုးပါးကြီးဆိုင်းဘုတ်တွေကျန်းနေရဲ့ရိုးရာတလေးထုံတဲ့အစင်လာတွေကိုဖျက်ပြီးတော့ပလောင်စာတွေပလောင်အလံတွေပလောင်ရဲ့အထင်ကရသတ်မှတ်ချက်အယောင်တွေနဲ့အစာထုတ်ဖျက်ဆီးခဲ့တာတွေကိုလည်းအားလုံးမှတ်မိကြမှာထင်ပါတယ်လက်နက်အားကိုအနိုင်ကျင့်နေတဲ့ပလောင်တွေကိုဒီနေ့ဒီအချိန်မှာနေဝင်ချိန်နဲ့အတူမြင်မြုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်ဒါကတော့မြင်းညံတောင်သားနှလို့ကြီးတည်င်းနဲ့ဆက်ဆက်ပြီးတော့တုံမဲ